ေဖော်ဝါရီလ16ရက်နေ့မှာကျင်းပတဲ့ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးတတမနေ့မှာပညာရေးမြင့်တင်မှုကော်မတီအပါအဝင်ကော်မတီ3ခုကိုဖွဲ့စည်းဖို့အတွက်တင်ပြခဲ့ပါတယ်။ပညာရေးမြင့်တင်မှုကော်မတီအပြင်ဗန်များနဲ့ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ကိုဖွဲ့စည်းဖို့တင်ပြခဲ့တာပါ။အဲ့ဒီကော်မတီတွေဟာပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေဖြစ်ပြီးကော်မတီတက်တန်းကတော့တစ်နှစ်ဖြစ်ပါတယ်။ ကော်မတီရဲ့လုံပိုင်ခွင့်ရပိုင်ခွင့်အခြေအနေတွေကိုပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကရှင်းလင်းပြောကြားခဲ့ပါတယ်။ကော်မတီဝင်များဒီကကြီးကော်မတီအစည်းအဝေးများတွင်တင်ပြဆွေးနွေးချက်များနဲ့ဆက်လင်း၍ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေမှအပတီဆဲအခြားဥပဒေတရားရအရအရေးယူခံရခြင်းမှကင်းလို့ဖွင့်ရှိသည်။ခါခွေကော်မတီအစည်းအဝေးတက်ရောက်နေစဉ်အတွင်းလွှတ်တော်ဥက္ကဋ္ဌကြီးဂျိုတင်ခွင့်ပြုချက်မရရှိပါက ဖန်စည်းခံရခြင်းမှကင်းတို့ခွင့်ရှိသည်။ကားငယ်ပြမှုတရားရဖြင့်ဖန်စည်းခံရပါကပြစ်ဒဏ်စီရင်ခြင်းမခံရမီလွတ်တော်ဥက္ကရာကြီးခွင့်ပြုချက်ဖြင့်ကောမဒီအစည်းအဝေးများသို့တက်ရောက်ခွင့်ရှိသည်။တက်တန်းတစ်နှစ်ပြည့်တဲ့အချိန်လုပ်ငန်းဆောင်ရွက်ချက်တွေအတွက်အခြေအနေအရလိုအပ်ပါကတက်တန်းတိုးနိုင်သလိုကော်မတီတက်တန်းကာလအတွင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကကော်မတီဝင်တွေကိုလဲလှယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကော်မတီတွေကိုဖွဲ့စည်းရမှာဥက္ကဋ္ဌအတွင်းရေးမှုနဲ့တက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးအပါအဝင်15ဦးပါဝင်ဖွဲ့စည်းမှာဖြစ်ပါတယ်။ဖွဲ့စည်းဖို့တင်ပြမှုမှာဗန်များနဲ့ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌအဖြစ်လှိုင်းတရာမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတန်းမြင့်အတွင်းရေးမှုအဖြစ်ပလဲမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်ခင်ဆန်းလှိုင်းတို့ကိုတင်ပြခဲ့ပါတယ်။ စိုက်ပျိုးရေးမွေးမြူရေးနဲ့ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာတော့ဥက္ကဋ္ဌအဖြစ်စိုင်းလက်မျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရန်လင်းအတွင်ရေးမှုအဖြစ်အင်းစိန်မျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမမောင်ဦးတို့ကိုတင်ပြခဲ့ပါတယ်။ပညာရေးမြင့်တင်မှုကော်မတီကိုတော့ဥက္ကဋ္ဌအဖြစ်ကျောက်ဆယ်မျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတိန်အောင်ကိုတင်ပြခဲ့ပါတယ်။ဒါပြင်အဆိုပါကော်မတီအတွက်အတွင်ရေးမှုအဖြစ်တွန်းဆန်မဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခန့်ခန့်ထံကိုတာဝန်ပေးဖို့အတွက်တင်ပြခဲ့ပါတယ်။